မင်္ဂလာပါရှင်တရှဲတော့ဒီနေ့နောက်ထပ်အာပို့ရှာမဲ့ lesson လေးတစ်ခုကတော့ကျွန်တော် PMT PPMT IPMT သင်ငယ်စာလေးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာအာပုံမှန်အားဖြင့်ဆိုလို့ရှိရင်ကျွန်တော်ကလဆင်ဆက်ရမယ်ငွေရတော့သိတယ်ဒါပေမဲ့အဲ့ဒီဆက်လိုက်တဲ့ငွေထဲမှာအရင်တန်ဖိုးတွေ အတိုးတံဖို့တို့ရေတို့ကတက်တက်စီခွဲကြည့်ချင်တယ်စကရူပေးမဲ့ရေတို့ကဆွဲချင်တယ်ဆိုလို့ရှိရင်ဒီနီလန်းလေးကိုလိုက်ကြည့်ပေးပါเนาะအော်ကျွန်တော်ဒီမှာအော်ကျွန်တော်ကအခုသွားမဲ့အတိုင်းနဲ့အားကျွန်တော်ကျွန်တော် formula 3ခုပေါ့เนาะအဲ့ဒါပါရလဲဆိုတော့အစတားက PMT ပေါ့เนาะ PMT ဆိုလို့ရှိရင်ကျွန်တော်ကအတိုးရောအရင်ရောတနည်းအားဖြင့်အရင်ရော အတော်ပေါ့နော်အဲ့လိုမျိုးလစဉ်လာတိုင်းသို့မဟုတ်ဒီကိုဆက်မဲ့အချိန်ရောက်တိုင်းပေါ့နော်အတော်ရင်းပေါင်းကိုရှားခြင်းနဲ့ဆိုလို့ရှိရင် PM နဲ့ရှားပါတကယ်လို့အဲ့ဒီဆက်လိုက်တဲ့အတိုင်းမှာကျွန်တော်ကအရင်ဘလောက်ပါသွားလဲဒါလေးကိုသိခြင်းနဲ့ဆိုရင် PPMD နဲ့ရှားပါ နောက်တစ်ခုက အတိုးဘလောက်ဆက်လိုက်ရလဲဒါကိုသိကျင်တယ်ဆိုရင်တော့ IPMD နဲ့ရှားပေးပါအဲ့တော့အတိုးရင်းမောင်းကိုရှားခြင်းရင် PMD နဲ့ရှားမယ်အရင်းကိုရှားမယ်ဆိုလို့ရှိရင်တော့ PPMD နဲ့ရှားပြီးတော့အတိုးကိုရှားမယ်ဆိုရင်တော့ကျေတော့ IPMD နဲ့ရှားပေးပါဒါဆိုရင်ဒိတ်၃ခုလေးရဲ့လေ့လာကြည့်လိုက်ရအောင်နော်ဒီချက်ကတော့ကွန်ပျူတာကွင်းရဲ့ founder and trainer တော့ Nanjak Karen ဖြစ်ပါတယ်။ကျွန်တော်တင်နှံ့မှာဆိုရင်တော့ basic ကို ဒီအပန်း Excel Excel ပေါ့ accounting computerized accounting ပေါ့နော် computerized accounting level 1 level 2 graphic သင်ခန်းစာတွေကိုတူချင်း this attack သင်စနစ်နဲ့တရားပေးနေတာဖြစ်ပါလေရှင်အဲ့တော့ကျွန်တော်ပုံမှန်အဖြစ် PMD ကိုလေ့လာလာမယ်ဆိုလို့ရှိရင်ဒီ၃ခုကတော့ကျွန်တော်မဖြစ်ပနေသိကြပါမယ်။ပြီးရင်မြန်မာစာလေးနဲ့ကျွန်တော်တွဲပြီးတော့သိထားရမယ်နော်။အဲ့တော့ PMD မှာကျွန်တော်ကဘာပြပါမလဲဆိုတော့ rate ပါမယ်။ ။ PN ပါပါမယ် PV ပါမယ် FA ပါမယ်ໃຊပါမယ်။အဓိကအရေးကြီးတဲ့၃ခုကဒီ၃ခုပေါ့။ Red ရဲ့ Amber ရဲ့ PV ရဲ့ဒီ FA ကနားရတဲ့ငန်းစာမျိုးထည့်ပေးပါမယ်။အဲ့တော့ rate ဆိုတာကသူက annual interest rate ကိုပြောတာ annual interest rate ဆိုတာနှစ်စဉ်ပေးရမယ့်အတိုးနှုန်းเนาะနှစ်တိုင်းနှစ်တိုင်းနှစ်စဉ်တွက်တာပေါ့နော် annual interest rate နှစ်စဉ်ပေးစေရမယ့်အတိုးနှုန်းကိုပြောတာ n bar ကတော့ number of payment ပေးချေရမယ်အကျိအရေအတွက်နော်အကျိအရေအတွက်ပဲဖြစ်ပါတယ် နောက်တစ်ခုကတော့ PP PP ဆိုတာကပေးလိုက်တဲ့ငွေတနည်းအားဖြင့်ကျွန်တော်ကရှင်းလိုက်တဲ့ငွေအဲ့တော့ PP ကိုကျွန်တော်ကဒီလိုမျိုးတွက်ပေးမယ်အဲ့တော့ကျွန်တော်ကဒီမှာကဒီအတိုးနှုန်းတွေတွက်တော့မှာဖြစ်တဲ့အတွက်ဒီသုံးခုတော့ကျွန်တော်ကစွဲနေဖို့လိုမယ်နော် ready နှစ်စင်ပေးဆက်ရမယ်အတိုးနှုန်း empathy ပေးရှင်ရမယ်အခြေအခြေအတွက် PP ဒီ present value ကျွန်တော်ကပေးငွေရှင်းငွေဟုတ်ပြီဒါဆိုကျွန်တော်တွက်လို့ရပါပြီ ရှင်တို့ကတသိန်းပေါ့နော်အာအင်္ဂလိပ်လိုလေးရေးပါမယ်တသိန်းတသိန်းကိုတချဲတို့က200ခိုင်နှုန်းပေါ့200ခိုင်နှုန်းကိုတချဲတို့ကဘယ်နှစ်နှစ်ရှင်းမှာလဲ YEA ရဲ့ G ရတနှစ်ရှင်းမယ်တနှစ်အတွင်းမှာတချဲတို့ကဘယ်နှစ်ကြိမ်ဆက်မလဲတနှစ်အတွင်းမှာတချဲတို့ကဆက်နှစ်ကြိမ်ဆက်မယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအတိုးအရင်ပေါင်းဝင်ရှာကြည့်မယ် အတိုးအရင်ပေါင်းအရှာရှိမှာဖြစ်တဲ့အတွက်ဗာနဲ့ရှာမှာလဲ PMT နဲ့ရှာမယ် rain ဒီအတိုးနှောင်းအတိုးနှောင်းဒီနှိရခိုင်နှုံးနှိရခိုင်နှုံးဒီဝိုင်းရစာဝိုင်းရအတွင်းမှာတရှယ်တို့ကဗန်နဲ့ချိန်ဆက်မှာလဲဆိုတော့ဆက်နဲ့ချိန်ဆက်မယ်ဒါဆိုရင်အဲ့ဒီဆက်နဲ့နဲ့စားပေးရပါမယ်သွားနိုင်လည်းရပါတယ်နော်အစားဆိုပြီးတော့ဒီလိုသွားနိုင်လည်းရပါတယ်ရှင်ပြီးကောမာအန်ပါအန်ပါကတော့နံပါတ်တော့ပေးမယ် ပေးရမယ့်အကြိမ်အရေအတွက်ဘယ်နှကြိမ်ဆက်မှာလဲ၁၂ကြိမ်ဆက်ပါပဲเนาะပြီးကောမလေးခံလိုက်ပါ PV ရပြီ PV ကတော့ present ပဲလို့ပေးငွေရှင်းငွေဘယ်လောက်လဲဆိုတော့တသိန်းဝင်လေးပိတ်အနားခောက်ချလိုက်မယ်ဒါဆိုရင်တကယ်တော့ကဘယ်လောက်ဆက်ရမှာလဲဆိုတော့တလတလကို8000နဲ့423ချက်ဆက်ရပါမယ်เนาะ8420နဲ့3ချက်ဆက်ရပါမယ်ဒါလေးကတော့အတူအရင်ပေါင်းအဲ့တော့တကယ်တော့ကဒီမှာ negative sign နဲ့ဘာလို့ထွက်လဲရှင်းလိုက်တဲ့ငွေဒီတကယ်တော့က out of money အထွက်ပြတယ်အထွက်ပြတာဖြစ်တဲ့အတွက်အထွက် ဆိုင်းကိုကျွန်တော်ခဏဖြောက်ရှင်မယ်ဆိုရင် mind နဲ့ထည့်ပေးလိုက်ပါ and ဖောက်ချလိုက်ပါဒါဆိုရင်ကျွန်တော်က positive sign နဲ့ပြမယ်เนาะအဲ့တော့ကျွန်တော်တို့နောက်တစ်ခုကတော့ကျွန်တော်ပါလဲဆိုတော့ PPMD PPMD မှာကျတော့ rate အတိုးနှုန်းအတိုးနှုန်းတွေနှိရခိုင်နှုန်းနှိရခိုင်နှုန်းတွေတစ်နှစ်စာ တက်တက်နှစ်စာအဲ့တက်နှစ်တွေမှာဘာနဲ့ချိန်ဆက်မှာလဲဆက်နဲ့ချိန်ဆက်မယ်ဒါဆိုရင်ကျေတို့ကဘာနဲ့ရှာအစားပေးရမလဲဆက်နှစ်နဲ့စားပေးရမယ်အန်ပါနံပါတ်တော့ပေးမဲ့ဘာနဲ့ချိန်လဲဆက်နှစ်ချိန်ဖြစ်တယ် PV ကတော့ minus ဆိုပြီးတခါတည်းတသိန်းကိုနှိပ်လိုက်မယ်ဝင်လေးပေးအနောက်ဆောက်ချလိုက်ဒါဆိုရင်ကျေတို့အာအဲ့တော့ sorry 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 ခဏလေးနော်ဒီမှာတစ်ချက်လေးပြောစရာရှိတယ် အဲ့ဒါကဘာလဲဆိုတော့တချို့ဒီအောက်က argument တွေကိုကြည့်တော့ပါမယ်နော်အဲ့ rate ဒီအတုံးလုံးဖြစ်တယ်အဲ့ဒီမှာပါဆိုတဲ့ဟာလေးကြံခဲ့တယ်ပါဆိုတဲ့ဟာလေးဒီတချို့တို့ကတစ်နှစ်အတွင်းမှာဆက်နဲ့ချိန်ဆက်မယ်ဘယ်အချိန်ရတော့ကိုသိချင်တာလဲပထမတစ်ချိန်ရဲ့အရင်ကိုသိချင်တာလားဒုတိယအချိန်ရဲ့အရင်ကိုသိချင်တာလားတတိယအချိန်ရဲ့အရင်ကိုသိချင်တာလားဒါဆိုရင်တကယ်လို့ကပထမတကြိမ်ရဲ့အရင်ကိုသိချင်ပါလေဆိုရင်တစ်လို့ထည့်ပေးရမယ် ကောမပြီးတော့မှ and ပါလာမယ်နံပါတ်ပေးမှတ်တယ်12ကျင်းကောမ PBR ဆိုတော့ minus ဆိုပြန်ကျွန်တော်တို့ကတသိန်းကိုနှိပ်လိုက်ပါ and ခောက်ချလိုက်ပါဒါဆိုတော့ကျွန်တော်တို့က6200နဲ့50နဲ့ခွန်ရပါမယ်နော်ပြီးရင်နောက်တစ်ခုကကျတော့ IPMT IPMT ဒီလဲအတိုးကိုရှာတာ rate အတိုးနှောင်းဒီဘယ်လောက်လဲ200ခိုင်နှုန်းတနည်းအတွင်းကိုကျေတော့ကဘယ်နှကြိမ်ဆက်ပါလဲ၁၂ကြိမ်ဆက်ပါ၁၂နဲ့စာကောမ ပါပါကားကြောင့်ကျွန်တော်တို့ကဘဲအကြံရည်ကိုသိချင်တာလေပထမတစ်ချိန်ရဲ့အတိုးကိုသိချင်ပါလေအတိုးနော်ပြီးရင်ကော်မအန်ပါကတော့နံပါတ်တော့ပေးမဲ့ဘယ်နှချိန်လဲ၁၂ချိန်ဖြစ်တယ်နောက်တစ်ခု PP ရကျတော့ minus ဆိုပြီးကျွန်တော်တို့ကတသိန်းကိုနှိမ့်မယ်ရပြီဆိုရင်အန်နာလေးခေါင်ချလိုက်ပါဒါဆိုရင်ကျွန်တော်တို့က166ရပါတယ်အဲ့တော့အရင်နဲ့အတိုးနဲ့ပေါင်းလိုက်ရင်ကျွန်တော်အတိုးအရင်ပေါင်းရပါလိမ့်မယ်နော် ပေါင်းရှိပါမယ် equal အရင် plus a draw အန်နာ ထောက်ကြည့်လိုက်ပါ8423 8423အတူတူပဲဖြစ်ပါတယ်နော်အဲ့တော့ဒီကျွန်တော်အတိုးအရင်ပေါင်းတွေကိုရှာခြင်းနဲ့ဆိုလို့ရှိရင်ဒီနီးလန်းလေးနဲ့ကျွန်တော်ရှာပေးလို့ရပါမယ်နောက်ရက်မှာဒီသင်ခန်းစာရဲ့အဆက်လေးဖြစ်တဲ့ schedule payment လစဉ်လတိုင်းကျတို့ကဘယ်လောက်ဆက်ရမလဲအရင်ဘယ်လောက်ပါသွားမလဲအတိုးဘယ်လောက်ပါမလဲဆိုတော့ကိုနောက်ရက်သင်ခန်းစာမှာဆက်ပြီးတော့ကြည့်ကြကြရအောင်အားလုံးပဲကျေးဇူးတင်ပါတယ်